ဘူရဖူး application ကနေပြီးတော့မှဒေါ်လာတွေပတ်စံတွေဘယ်လိုမျိုးရအောင်ရှာရမလဲပတ်စံရဖို့အတွက်ဆိုလို့ရှိရင်ဒီဝေဖူး application အကောက်ကိုဘယ်လိုမျိုးဖွင့်ရမလဲဖွင့်တာရောပတ်စံပေးရလားဖရီးဖွင့်လို့ရလားနောက်ပြီးကြတော့ဒီဝေဖူး application ကမြန်မာနိုင်ငံမှာရောတုံးပြီးတော့မှပတ်စံဘယ်လိုမျိုးထုတ်ရမလဲ KB နဲ့ဝင်နေဘယ်လိုမျိုးထုတ်ယူလို့ရလဲ Super Lite ကလည်းဘယ်လိုမျိုးရှာရမလဲဆိုတော့ကိုကျွန်တော်ကနေပြီးတော့ဒီ video လေးမှာအသေးစိတ်လေးပြန်လဲပြီးတော့ share ပေးလို့ပေးသွားမှာဖြစ်ပါတယ်ဗျာ ကျွန်တော်ကဒီဗီဒီယိုလေးမှာဗီဒီယိုတွေအစအဆုံးမပါခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ THCE ဘလော့ YouTube Channel မှာသွားရောက်ပြီးတော့ကြည့်ရှုမှသာလင်အဆင်ပြေပါမယ်ဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်ကဗီဒီယိုလေးကိုစလိုက်အောင်ဗျ။ပထမဆုံးကျွန်တော်တို့က Wave Application ကိုစပြီးတော့ဖွင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က Gmail account တစ်ကောက်လိုအပ်ပါမယ်ဗျ။ Gmail account တစ်ကောက်ရှိပြီဆိုလို့ရှိရင်တော့ Wave Application ကိုရရှိသွားပါပြီဗျ။ Gmail account တစ်ကောက်ရှိထားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က ူပီယံဘယ်လိုမျိုးခံရမလဲဒီ web application အကောက်ကို application ကို down ပို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘူပီယံကိုသုံးပြီးမှ down ပေးရမှာဖြစ်ပါတယ်။ဟဲ့ဘူပီယံကလည်း free ဖြစ်တဲ့အတွက်မိတ်ဆွေတို့ဘာမှစိုးရင်စရာမလိုပါဘူးဗျ။ပထမဆုံးအနေနဲ့ကျွန်တော်က DP လေးကိုသုံးပြီးတော့မှ down ပြပေးသွားမှာဖြစ်ပါတယ်။ DP ရဆိုလို့ရှိရင်ကျွန်တော်ကယခုမှဘူပီယံခံထားတာဖြစ်ပါတယ်ဗျ။ဘူပီယံခံရတာကကျွန်တော်ကတော့ US နိုင်ငံရဲ့ဘူပီယံနဲ့သုံးရမှာပဲဖြစ်ပါတယ်ဗျ။အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့က Play Store ကိုအရင်ဆုံးဝင် ျွန်တော်ကတော့ play store ကိုဝင်လိုက်ပါမယ်ဝင်လိုက်ပြီလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးက server မှာကျွန်တော်က wave လို့ဆိုပြီးတော့ရိုက်ချလိုက်ပါဗျာ wave လို့ရိုက်ချလိုက်ပါအရင်ဆုံးကျွန်တော်ကရိုက်ချလိုက်ပါမယ်ဗျာ wave လို့ရိုက်ချလိုက်လို့ရှိရင်ဒီနေရာမှာကျွန်တော်ကတက်လာပါလိမ့်မယ်ဗျာအဲဒီကောင်လေးတက်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ install မောင်းပြီးတော့ download လေးလုပ်လိုက်ပါဗျာကျွန်တော်ကတော့ install မောင်းပြီးတော့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်က application လေး download down လေးလေးကိုပဲကျွန်တော်ဒီ video link မှာထည့်ပြီးတော့မပြောပြတော့ပါဘူးဗျာ ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ web application လေးကိုကျွန်တော်ကအရင်ဆုံးဝင်လိုက်အောင်ဗျဝင်လိုက်ပါမယ်ဝင်ပြီးသားဆိုလို့ရှိရင်တော့ဒီနေရာမှာ join web ဆိုတဲ့ဟာလေးကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျနှိပ်ပြီးသားဆိုလို့ရှိရင်တော့မိတ်ဆွေတို့အဆင်ပြေလက် names ကိုမှတ်ပုံနေရတဲ့အတိုင်းမတူညီလဲရပါတယ်ကျွန်တော်တို့က session နဲ့အထက်တော့ပြရမယ်ပေါ့ဗျာ ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့အဆင်ပြေတဲ့ဟာလေးကိုအရင်ဆုံးရွေးပေးလိုက်ပါဗျာကျွန်တော်ကတော့အဆင်ပြေတဲ့ဟာလေးကိုရွေးလိုက်ပါမယ်ဆက်ပြီးတော့ဒီအောက်ကဟာလေးကိုကျွန်တော်တို့ကွန်တိန်နီယူကိုဆက်ပြီးတော့နှိပ်လိုက်ပါဗျာနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုတာနှိပ်ပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဒီနေရာမှာဂျီမေးတွေပေါ်လာပါလိမ့်မယ်ဗျာမိတ်ဆွေတို့အနေနဲ့ဂျီမေးကိုမိတ်ဆွေတို့ကြံ့နေတတ်တဲ့ဂျီမေးကိုရွေးပေးပြီးတော့မှကျွန်တော်တို့ကအကောက်ကိုဖွင့်လို့ရပါတယ်ဗျာ ဒီနေရာမှာကျွန်တော်ရဲ့ Gmail ကိုကျွန်တော်က personal ရပိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်တော့မိတ်ဆွေတို့ကြံနေတတ်တဲ့ဟာကိုအရင်ဆုံးရွေးလိုက်ပါမယ်ဗျကျွန်တော်ကတော့အရင်ဆုံးရွေးလိုက်ပါမယ်ရွေးလိုက်တာနဲ့ကျွန်တော်တို့ကအကောက်လေးကိုပွင့်လာပါပြီဗျဒီပွင့်လာတဲ့အကောက်လေးကိုကျွန်တော်တို့ကဒီနေရာမှာဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကိုကျွန်တော်ကနေပြီးတော့မှအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်အကောက်လေးကိုပွင့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကအပေါ်ဆုံးက setting လေးတွေကိုတစ်ချက်ဝင်ပေးလိုက်ပါဗျဝင်ပေးလိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က invite ဆိုတာကိုရှိပါလေဗျ ဒီ invite ကိုကျွန်တော်ကမပြောခြင်းအဲမပြောခင်မှာအပေါ်ကခရတာလေးကိုတစ်ချက်တွားလိုက်အောင်ဗျဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်လို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကဒီ super light ဆိုတာကိုရှိပါတယ်ဗျဒီ super light ၅ခုပြည့်ရတဲ့မိတ်ဆွေတို့ရဲ့အကောက်ကဝင်ဝင်ရရှိစေတဲ့အကောက်ဖြစ်သွားပါပြီဗျဒီ၅ခုကိုမိတ်ဆွေတို့ကအရှားရောင်းတဲ့လူရှိမှဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က super light တစ်ခုဆိုလို့ရှိရင်ညီမငွေနဲ့ဆိုလို့ရှိရင်၄000လောက်ပေးရမယ်ဗျ၅ခုဆိုလို့ရှိရင် ကျော်လို့ပါ2000 2000ကျော်တို့ကစာပြေကြေးပါညာနဲ့ဆို2000ခွဲ2000 2000ခွဲလောက်တော့ကြာမှာမပြအဲ့ဒါကတော့စူပါလိုက်စူပါလိုက်5ခုပြည်တာနဲ့မိတ်ဆွေတို့ကဝင်ဝင်ရရှိစီလဲအကောက်မော်ဒန်ရှင်အောင်ရာယူပဲဖြစ်ပါတယ်ဗျဒီလိုမျိုးမှာပတ်စံမချခြင်းဆိုလို့ရှိရင်တော့ free လုပ်လို့ရတဲ့ဟာတွေရှိပါတယ်ဗျဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ invite လုပ်ထားတာ9ယောက်ရှိတာပဲဗျဒီ9ယောက်ပြည့်ပြီဆိုတာနဲ့ကျွန်တော်ဒီ9ယောက်မို့ဒီမှာ15ယောက်ပြည့်ပြီဆိုတာနဲ့မိတ်ဆွေတို့က စူပါလိုက်9ခုရှားစရာမလိုပဲနဲ့ကျွန်တော်တို့က invite 15ရောက်ပြည့်ပြီဆိုတာနဲ့မိတ်ဆွေတို့ကဒီဝင်ဝေးရရှိခြင်းနဲ့ modernization super light အကောက်ကိုမိတ်ဆွေတို့ရဲ့ကရရှိမှာပဲဖြစ်ပါတယ်ဗျဒီ9ခုဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်မဝယ်ခြင်းဥပ္ပစံအဆင်မပြေလို့ကျွန်တော်တို့ကဒီတိုင်းပဲစူးစမ်းကြည့်မယ်ဆိုလို့ရှိရင်လည်းအောက် ကကျွန်တော်တို့က invite 15ခုကိုရှားရမှာပဲဖြစ်ပါတယ်ဗျ invite 15ခုကတော့ကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်တို့ကဒီမှာ invite လေးကိုအရင်ဆုံးနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က copy ယူပြီးတော့မှတငယ်ချင်းကိုဖွင့်ပေးမယ်ဆိုလို့ရိုက်တငယ်ချင်းကိုပို့လိုက်ပို့ပြီးတော့နားလေနေရနေပြီးတော့ဝင်ပြီးတော့ကျွန်တော်တို့က invite ချလာလိုက်လို့ရှိရင်ဒီတဲ့တငယ်ချင်းတယောက်ကဓာတ်ပုံလေးတင်ပြီးတော့ခဏလေးဖြုတ်တုံးလိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ invite ထဲမှာကျွန်တော်တို့ကတယောက်တိုးလာပါလိမ့်မယ်ဗျဒီကကတော့ကျွန်တော်တို့က super like ဘလိုမျိုးချရမလဲဝင်ဝင်ရရှိနေတဲ့အကောင့်ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကျွန်တော်တို့ကအကောင့်ကိုဘလိုမျိုး ို့က modernization ရှောက်ရဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးရှေ့ရမယ်ဆိုတော့ကျွန်တော်ကဒီနေရာမှာပြောပြပေးတာဖြစ်ပါတယ်။ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာ invite ဆိုတာကိုပဲရှိပါတယ်ဗျာ။ဒီ invite ကလည်းခုနကတော့အတိုင်းပဲတငယ်ချင်းတွေကို invite လုပ်လို့ရတယ်။ဒီလိုမျိုးအောင်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာတွေ့ရပါလိမ့်မယ်ဗျာ။ကျွန်တော်ကလက်ရှိကအကောက်အတစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မပြောပြတော့ပါဘူး။ဒီနေရာမှာကျွန်တော်တို့က super light အများကြီးတက်လာပါလိမ့်မယ်ဗျာ။ အဲကျွန်တော်တို့ကဓာတ်ပုံတွေတကယ်လို့မှတင်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတင်ရမလဲဒီနေရာမှာအပေါင်းလေးရှိပါတယ်ဗျာဒီအပေါင်းလေးကိုတွေးပြီးဆိုတာနဲ့မိတ်ဆွေတို့ဒီနေရာမှာကြိုက်တဲ့ဟာကိုယူလိုက်ပါကျွန်တော်တို့ကျွန်တော်ရဲ့ channel ရှိတဲ့အတွက်ကြောင့်မလို့ဒီမှာတစ်ခုယူလိုက်ပါမယ်ဒီမှာကျွန်တော်တို့ကတစ်ခုယူလိုက်ပါမယ်အလောင်းကိုလှုပ်လိုက်ပါဓာတ်ပုံတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီဓာတ်ပုံလေးကိုပဲယူယူလေးပဲတင်လိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တင်မယ်ဆိုလို့ရှိရင်ဒီအောက်လေးကိုယူလိုက်ပါစာဒီပါရေးမယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာရေးလို့ရပါတယ်ကျွန်တော်ကတော့ဘာမှမရေးတော့ပါဘူးအစမ်းတင်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ တင်လိုက်ပါမယ်တင်လိုက်ပြီဆိုလို့ရှိရင်မိဆွေတို့ကိုအတဲလေးတွေပေးမယ်ခုနကစူပါလိုက်တွေတချို့ကြတော့ပေးတာမျိုးတွေရှိတယ်ဗျတကယ်လို့မှပေးတယ်ဆိုလို့ရှိရင်မိဆွေတို့ကအပေးတဲ့ဟာကဒေါ်လာတွေရရှိမှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးဟာတွေပြီးပြီးသွားပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့ကစူပါလိုက်တွေအကုန်လုံးဘာညာရေအကုန်လုံးကျွန်တော်တို့ကဝင်ဝင်ရရှိနေတဲ့အကောက်ဖြစ်ပြီဆိုလို့ရှိရင်ဘာယူနဲ့ချိန်လို့ရတဲ့ဆိုတော့ကိုဆက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ် ဒီအကောက်တော့သူကဒီအကောက်ကဘာတွေနဲ့ရှိတ်လို့ရတယ်ဆိုလို့ရှိရင်မိစေတို့ကပေးပဲအကောက်နဲ့လည်းကျွန်တော်တို့ကရှိတ်လို့ရပါတယ်ဗျဒီပေးပဲအကောက်နဲ့လည်းကျွန်တော်တို့ကရှိတ်လို့ရပါတယ်ဒီပေးပဲအကောက်နဲ့ချိန်မယ်ဆိုလို့ရှိရင်တချို့ကြတော့ပေးပဲအကောက်တွေမချိကြဘူးကြဒီပေးပဲအကောက်ကဝယ်မှသာရင်ကျွန်တော်တို့ကရရှိမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က free free ရရှိစေမယ့်အကောက်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပေးပဲအကောက်ကိုကျွန်တော်တို့ကမဖွင့်ဘူးဆိုလို့ရှိရင်လည်းမဖွင့်ပါနဲ့မဟုတ် ဝယ်ဖို့ပတ်စံမရှိဘူးဆိုလို့ရှိရင်လည်းဒီနေရာမှာမဝယ်ပါနဲ့ဘာမှပြဿနာမရှိပါဘူးဗျဒီနေရာမှာမဝယ်ဘူးဆိုလို့ရှိရင်နောက်ထပ် Binance ဆိုတဲ့အကောက်ကိုရှိပါတယ်ဗျဒီ Binance ထဲကိုအရင်ဆုံးဝင်လိုက်ပါဒီ Binance နဲ့ကျွန်တော်တို့ကခုနကတော့ဝယ်ဖို့ application နဲ့ join ပြရမှာပဲဖြစ်ပါတယ်ဗျဒီ Binance ကလည်းမိတ်ဆွေတို့ကအကောက်ဖွင့်ကြတယ်ပတ်စံတပြားမှပေးစီပါမလိုပါဘူးဗျကိုတိုင်ကိုကြဖွင့်လို့ရပါတယ်ဒီအကောက်ကကျွန်တော်တို့က activate ဖြစ်ဖို့အတွက် verify ဖြစ်မှသာရင်ကျွန်တော်တို့ကဒီမှာ verify ဖြစ်မှသာရင်ဒီအကောက်က ဘိုင်းနဲ့အကောက်ကအောင်မြင်မှာပဲဖြစ်ပါတယ်ဗျ very buy မဖြစ်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က webhu application နဲ့ဒီ webhu ပတ်စံရှာမဲ့ webhu အကောက်နဲ့ join လို့ရမှာမဟုတ်ပါဘူးဗျအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ verify ဖြစ်မှသာလင်အကောက်နဲ့ join မဖို့ကျွန်တော်ကဒီနေရာမှာပြောချင်ပါတယ်ဒီလိုမျိုး join ပြီးသွားပြီဆိုတာနဲ့မိတ်ဆွေတို့ကဒီနေရာမှာ join လိုက်ပြီဆိုလို့ရှိရင် webhu ထဲမှာကျွန်တော်တို့ကဒေါ်လာတွေရရှိလာပြီဆိုလို့ရှိရင်ကျွန်တော်လိုမျိုးဒီမှာ ဒေါ်လာတွေဝင်လာပါလိမ့်မယ်ဗျာနော်ဒီလိုမျိုးပို့လိုက်တာနဲ့ကျွန်တော်တို့ကဝေဖူး application ကနေပြီးတော့ဒီကျွန်တော်တို့ရဲ့ဒီ Binance account ကိုဝင်လိုက်တာနဲ့ကျွန်တော်တို့ကကျွန်တော်တို့မျိုးဒေါ်လာတွေရရှိပါလိမ့်မယ်ဗျာဒီဒေါ်လာတွေကိုကျွန်တော်တို့ကမြန်မာငွေနဲ့ဘယ်လိုမျိုးထုတ်ရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးသွားမယ်ဒီဒေါ်လာတွေကိုကျွန်တော်တို့ကရပြီဆိုလို့ရှိရင်ဒီအမှာကျွန်တော်က B2B ဆိုတာကိုရှိပါတယ်ဗျာဒီ B2B ကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်လိုက်ပါခဏလေးဆောင်ပေးလိုက်ပါကျွန်တော် line လေးလက်နေလို့ပါဗျာ ီမှာ web application ကိုတွေ့ပြီဆိုတာနဲ့မိတ်ဆွေတို့ကဒီမှာကျွန်တော်တို့ကဒီအပေါ်ဆုံးမှာမှာဘိုင်းဆိုတာရှိပါတယ်ဗျဘိုင်းဆိုတာကကျွန်တော်တို့ကတခြားဆယ်လာတွေရှိတာကျွန်တော်တို့ကဝယ်တာ USD ဒေါ်လာကိုဝယ်တာကျွန်တော်တို့ကဒေါ်လာကိုမဝယ်ဘဲနဲ့ကျွန်တော်က web ဒီကျွန်တော် Binance account ထဲကပတ်စံကိုကျွန်တော်တို့ကရောင်းมาဖြစ်တဲ့အတွက်ကိုကျွန်တော်တို့က SELN sale ဆိုတဲ့ဟာလေးကိုတွားလိုက်ပါ။တွားပြီးလိုက်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က KP နဲ့ယူမာလား၊ဝင်းနဲ့ယူပါလားဆိုတာကိုကျွန်တော်တို့ကဒီနေရာမှာချိန်ပေးရပါလိမ့်မယ်ဗျ။ ီနေရာမှာကျွန်တော်တို့ချင်းဖို့အတွက်ဆိုလို့ရှိရင်ဒီမှာပေးမဲ့အကောင့်တစ်ခုအရင်ဆုံးနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့မိတ်ဆွေတို့ကဘာနဲ့ယူมาလဲကျွန်တော်ကဝေးနဲ့ယူมาဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဝေးကိုအရင်ဆုံးရွေးပေးလိုက်ပါရွေးပြီးသွားပြီဆိုတာနဲ့ကျွန်တော်အောက်က confine ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်လိုက်လို့ရှိရင်ဒီနေရာမှာကျွန်တော်ကဝေးနဲ့ရောင်းလို့ရမယ့်ဟာတွေပေါ်လာပါလိမ့်မယ်ဗျကျော်တစ်ချက်ပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်ဒီမှာတစ်ချက်ကြည့်လိုက်ပါဝင်းနဲ့ရောင်းလို့ရမယ့်ဟာကြီးရှိပါတယ်ဗျဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ကဒေါ်လာကိုဘယ်လောက်လဲဆိုတော့ဒီနေရာမှာပြပေးပါတယ်ကျွန်တော်အခုရောင်းမယ်ဆိုလို့ရှိရင်ဒေါ်လာနဲ့ရောင်း ဒေါ်လာပေါက်စင်းနဲ့ရောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာဒေါ်လာ60ရှိတယ်ဆိုလို့ရှင်ဒေါ်လာကိုဘယ်လောက်နဲ့ရမယ်ဆိုလို့ရှင်4400ကျော်နဲ့ကျွန်တော်က4500ပေါ့4ဒေါ်လာကို4500နဲ့ကျွန်တော်ကရရှိမှာဖြစ်ပါတယ်ဒေါ်လာ60ရောင်းမယ်ဆိုလို့ရှင်မိတ်ဆွေတို့အရင်ဆုံးတွက်ကြည့်လိုက်ပါဒီလိုမျိုးနဲ့ပဲကျွန်တော်တို့ကဝင်းနဲ့ထုတ်ချင်တာပဲဖြစ်ဖြစ် KB နဲ့ထုတ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ကဝေဘူး application ကနေပြီးတော့မှထုတ်လို့ရပါတယ်ဗျအဲအကြောင်းမလို့ဝေဘူး application ကဘယ်လိုမျိုးဒေါ်လာတွေထုတ်လို့ရတယ်ဘယ်လိုမျိုးပတ်စံတွေရှာလို့ရတယ်ဆိုတော့ကျွန်တော်ကဒီဗီဒီယိုလေးမှာ တော်တော့ဖွင့်လာတဲ့ပတ်စံပေးเสียရမလို့ဘူးအကောင့်နဲ့အကောင့်နဲ့ချိန်ထားတဲ့ပတ်စံပေးเสียရမလို့ဘူးကျွန်တော်တို့ကအလကားတက်တဲ့ free ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဝယ်ဖူး application ကတုံးတယ်လားမတုံးတယ်ဘူးလားတကယ်ဂျင်းလားဂျင်းမဟုတ်ဘူးလားပတ်စံရှာရတာလွယ်လားဆိုတာကိုမိတ်ဆွေတို့ကအလကားအသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတုံးစေချင်ပါတယ်ဗျတကယ်လို့မှဒီ video ကိုကြည့်ပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်လည်း ကျွန်တော်ရဲ့ DHC blog YouTube channel မှာတွားပြကြည့်လို့ရတယ်လို့ကျွန်တော်ရဲ့ DHC blog ကျွန်တော်က Facebook page မှာလည်းလာပြီးတော့လည်းမေးမြန်းလို့ရပါတယ်ဗျဒီ video ကိုကျွန်တော်ကအဆုံးထိကြည့်ပေးလိုက်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နီးပြည်သားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ online ပေါ်ကနေပြောမှဝင်ဝင်တွေဘလို့မျိုးရှားရမလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ DHC blog YouTube channel လေးကိုလည်းကျွန်တော် subscribe လုပ်ခဲ့ပြီးတော့ video တွေနောက်ထပ်အစ်စ်တင်တိုင်းတည်အောင်လည်းကျွန်တော်က ဗေးနာကခေါင်းလောင်းလေးကိုပါကျွန်တော်ကနှိပ်ခက်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်